Hello, I'm your teacher Emron. Today I will teach you about the nouns in a position. အဲ့တော့တားရသမီးတို့ကြီးဒီနေ့တားရသမီးတို့ကိုဒီချက်က nouns in a position grammar pattern နဲ့ပတ်သက်ပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်။အဲ့တော့ before going to teach the nouns in position uh think about what is noun and what is noun phrase and what is a position. အဲ့တော့တားရသမီးတို့ nouns in a position မသင်ခင်မှာ noun ဆိုတာဘာလဲ နန်ဆိုတာပါလေ what is now please နန်ပုတ်ဆိုတာပါလေ opposition ဆိုတာပါလေဆိုတာကိုတစ်ချက်လောက်စဉ်းစားကြည့်ပါဦး Now, noun is that award refers to a person, place, things, or idea. အာနန်ဆိုတာကတော့စကယ်လုံးလေးတလုံးဖြစ်တယ်။ဘယ်လိုစကယ်လုံးလေးလဲဆိုရင်လူတွေ၊နေရာတွေ၊အရာဝတ္ထုတွေနဲ့စိတ်ကူးတွေကိုပြန်ပြီးတော့ညှို့ဆို့ဖော်ပြတယ်။စကယ်လုံးကိုနန်လို့ခေါ်ပါတယ်။ဒါကြောင့်မလို့ဗမာမာဆိုလို့ရှိရင်တက်ရှိတက်မဲ့ဒရက်ရှိဒရမရို့ရဲ့အမိဟူသမ ्या ကိုနန်လို့ခေါ်တယ်လို့ပြောသလိုပဲပေါ့။ Okay. Okay, let's study about the sentence. Teacher, Susan likes pizza. Here, Susan is a person, and also pizza is a things. Susan and pizza are now. Now, please. Here, look at the isomer. Susan likes a very big pizza. A is an article, very is an adverb, big is an adjective, and pizza is a noun. A very big pizza is now please. ဒီစာကြောင်းလေးထဲမှာဆိုလို့ရှိရင် Susan likes a very big pizza ဆိုတာ Susan ကအရန်ကြီးမားတဲ့အလွန်ကြီးမားတဲ့ pizza ကိုကြိုက်တယ်လို့ပြောထားတယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင် noun phrase လေးမှာဆိုရင် a very big pizza ဒါကတော့နံပုတ်လို့ခေါ်ပါတယ်အဲ့တော့နံပုတ်မှာဆိုလို့ရှိရင်ဘာတွေပါလဲဆိုရင် article လို့ခေါ်တဲ့ and တွေပါမယ် adverb တွေပါမယ် adjective တွေပါမယ် noun တွေပါပါတယ် so noun phrase is a group a group of functions that are like nouns a group of functions ဆိုတာလုံးဆောင်ချက်အစုဖြစ်တယ် that are like nouns သူကတော့ဘယ်လိုပုံစံမျိုးပဲရှိလဲဆိုရင် noun လိုပဲလုံးဆောင်ချက်အတူတူရှိပါတယ် always included nouns noun phrase မှာဆိုရင်အမြဲတမ်း noun တွေပါဝင်နေတယ် and can include articles adjectives and adverbs နောက်ထပ်ပါဝင်နိုင်သေးတာတော့ articles လို့ခေါ်တဲ့ an တွေလည်းပါနိုင်တယ် adjectives တွေလည်းပါနိုင်တယ် adverbs တွေလည်းပါဝင်နိုင်ပါတယ်ဒီလိုပါဝင်တဲ့အစုအဖွဲ့ကိုဘာလို့ခေါ်လဲဆိုရင် noun phrase လို့ခေါ်ပါတယ် okay what is opposition opposition ဆိုတာဘာလဲ okay look at the sentences the ostrich a kind of frightened bird is found only in africa the ostrich at a kind of light in the past same things အဲ့တော့ the ostrich နှစ်ကလေးနဲ့ a kind of frightened birds က the ostrich ကိုပြန်ပြီးညှို့ဆူထားတဲ့စကားလုံးနောင်ပုစုလေးဟာတူညီတဲ့အရာပဲဖြစ်ပါတယ် so this is called opposition ဒါကိုတော့ opposition လို့ခေါ်ပါတယ်ဆိုလိုတဲ့သဘောက opposition ဆိုတဲ့အဓိပ္ပာယ်က နှောင်းကိုပြန်ပြီးတော့ညှို့ဆူထားတဲ့သူ့ရဲ့ဂုံရီတွေကို ပို့ပြီးတော့ပေါင်လွင်အောင်ဖော်ပြထားတဲ့အရာကို opposition လို့ခေါ်ပါတယ်အဲ့တော့ opposition is that additional information about the ostrich ostrich နဲ့ပတ်သက်ပြီးတော့ထပ်ဆောင် အပိုဖြစ်တဲ့သတင်းအချက်အလက်တွေ information တွေကိုဖော်ပြတဲ့အရာကို opposition လို့ခေါ်ပါတယ်ဆိုလိုတဲ့သဘောကတော့ noun နဲ့ပတ်သက်ပြီးတော့ အပူဖြစ်တဲ့သတင်းအချက်လက်တွေအချက်လက်တွေကိုဖော်ပြထားတဲ့အရာကို opposition ကိုခေါ်ပါတယ်ဆိုတော့ opposition is placing near opposition ကတော့အမြဲတမ်းအနီးအနားမှာပဲရှိပါတယ်ဘုသူ့ရဲ့အနောက်အနီးအနားမှာလဲဆိုရင်နောက်ရဲ့အနီးအနားမှာပဲအမြဲတမ်းရှိရပါတယ် Okay. Let's study about the another sentence. There are many pagodas in Begin, an Asian capital of Myanmar. Here, we are looking about the noun. The noun is that in Begin, an Asian capital of Myanmar. Begin is a noun, and Asian capital of Myanmar is also noun phrase. ဒီမှာဆိုလို့ရှိရင်ပကံနဲ့ပတ်သက်ပြီးတော့ပကံကရှေးဟောင်းအဲမြမာရီရဲ့အဲမြို့တော်ဖြစ်တယ်ဆိုတော့ information ကိုထပ်ပေးတဲ့စကားလုံးပုတ်စုကတော့အဲ noun phrase လေးကတော့ opposition ပဲဖြစ်ပါတယ် so in here additional information about began began နဲ့ပတ်သက်ပြီးတော့ထပ်ဆောင် ဖြစ်တဲ့သတင်းအချက်လက်တွေကိုဖော်ပြပေးတဲ့ an asian capital of myanmar ဒီ opposition ဖြစ်ပါတယ် noun phrase ဒီဒီ opposition ဖြစ်ပါတယ် ဆို opposition ဆိုတာကတော့အဲ grammatical arrangement grammar နဲ့ပတ်သက်ပြီးတော့ season နဲ့ season ကျလေးတစ်ခုဖြစ်ပါတယ် and place two nouns or noun phrases next to each other place ဆိုတာနေရာချထားပြရတယ် two nouns noun နှစ်ခုဒါမှမဟုတ်လို့ရှိရင် noun phrases နှစ်ခုကို next to each other တစ်ခုရဲ့ဘေးမှာနောက်တစ်ခုထားပြီးတော့ပြတဲ့အရာလေးကို opposition လို့ခေါ်ပါတယ်နေရာချထားပြခြင်းကို opposition လို့ခေါ်ပါတယ် at the beginning or at the end of the sentences အဲ့တော့ now is in a position က beginning of the sentence စာကြောင်းရဲ့အစမှလည်းရှိနိုင်သလို at the end of the sentence စာကြောင်းရဲ့အဆုံးမှလည်းပဲရှိနိုင်ပါတယ်အဲ့တော့ဒါတို့တမီးတို့မှတ်ရမှာက opposition ဆိုတာပါလေ opposition ဆိုတာနံပါတ်1တစ်ချက် grammar နဲ့ပတ်သက်တဲ့အဲ arrangement စီစဉ်မှုတစ်ခုဖြစ်ပါတယ် နံနှစ်ခုဒါမှမဟုတ်လို့ရှိရင်နံပုံးနှစ်ခုကိုတစ်ခုပြီးတစ်ခုနေရာချထားတာဖြစ်ပါတယ်အဲ့တော့စာကြောင်းရဲ့အစမှလည်းရှိနိုင်တယ်လို့စာကြောင်းရဲ့အဆုံးမှလည်းပဲနောက်ဆက်အပိုဇီရှင်ကရှိနိုင်ပါတယ် okay let's study အဲ့တော့ refer to the same person or thing place idea အဓိကအချက်ကတော့နောက်ဆက်အပိုဇီရှင်က refer ဆိုတာညွှန်ဆိုတာဖြစ်ပါတယ်တူညီတဲ့အရာတွေကိုညွှန်ဆိုတဲ့အရာလည်းဖြစ်ရမယ်တူညီတဲ့လူတွေတူညီတဲ့ဒေသတွေ တူညီတဲ့စိတ်ကူးတွေကိုညှို့ဆို့ဖော်ပြချက်ကို opposition လို့ခေါ်ပါတယ်။ In English, two nouns are often used together, one following the other. The second noun tells us something about the first noun, such two nouns are called nouns in a position. အင်္ဂလိပ်စကားလုံးမှာတော့တခါတည်းရမှာ noun နှစ်ခုအတူတကွာသုံးပါတယ်။တစ်ခုကနောက်တစ်ခုရဲ့နောက်မှာလိုက်ပါတယ်။ဒုတိယ noun ကပထမ noun ရဲ့အကြောင်းကိုသူကထပ်ဆောင်းဖော်ပြခြင်းဖြစ်ပါတယ်။အဲ့လို noun နှစ်ခု ဖော်ပြခြင်းကိုတော့ nouns in a position လို့ခေါ်ခြင်းဖြစ်ပါတယ်။ဒါတော့ text ထဲမှာပါတယ်။ survive ကို ပြန်ပြီးတော့ရှင်းပြရတာဖြစ်ပါတယ်။အဲ့တော့ here look at the example ဒီချက်တို့ example လေးကြည့်အောင်။ Tokyo the capital of Japan. Here Tokyo is a noun, the capital of Japan is a noun phrase. တော့ဒီမှာစာကြောင်းမှာဆိုရင်ထိုချူဂျပန်ထိုချူမြို့ကဂျပန်နိုင်ငံရဲ့ကပ်မြို့တော်ဆိုတဲ့အကြောင်းဆိုတဲ့ noun phrase လေးက opposition အနေနဲ့ information ထပ်ပြီးတော့ပေးတာဖြစ်ပါတယ်ဒီလိုပါပဲဥပကြီး the great မြန်မာ artist ဥပကြီးဆိုတဲ့ noun ကို then great မြန်မာ artist ဆိုတဲ့ noun phrase လေးကထပ်ပြီးတော့ information ပေးတာဖြစ်ပါတယ်ဥပကြီးကမြန်မာ အဲနိုင်ငံရဲ့အမှုပညာရှင်တူအမှုပညာရှင်ကြီးတူဖြစ်တယ်ဆိုတဲ့ဟာကိုဖော်ပြတာဖြစ်ပါတယ် Okay A spot the nouns in a position in the following sentences and underline them အာတီချေတို့ nouns in a position လေးကိုစာကြောင်းထဲမှာရှိတယ် nouns in a position လေးကိုရှာမယ်ပြီးရင်တို့ကိုမြင်းကြောင်းလေးတွေတားကြည့်အောင်အဲ့တော့ There are many pagodas in Bagan and Asian capital or Myanmar. အဲ့တော့ဒီစာကြောင်းကိုကြည့်လိုက်တဲ့အခါကျရင်ဒီချဲတော့အရင်ဆုံးနောင်းကိုအရင်လိုက်ရှာရမယ်။နောင်းဒီနှစ်ခုဖြစ်နေမယ်။ပထမနောင်းကိုနောက်ထပ်နောင်းကထပ်ဆောင် information ပေးတဲ့နောင်းကိုအရင်ဆုံးလိုက်ရှာရမယ်။အဲ့တော့ဒီချဲတို့ဒီစာကြောင်းမှာစာကြည့်လိုက်တဲ့အခါကျတော့နောင်းစဉ် opposition address ဆိုလို့ရှိရင်စာကြောင်းရဲ့အစမှာရှိမနေဘူး။စာကြောင်းရဲ့အဆုံးမှာရှိနေတယ်။ Okay, look at the noun. Here the noun is began. began နဲ့ပတ်သက်ပြီးတော့ထပ်ဆောင်း ပေးတဲ့ information ပေးတဲ့ noun phrase လေးကဘယ်ဟာလေးများဖြစ်နိုင်ပါမလဲကြည့်ရလိုက်ကြရအောင် an asian capital of myanmar okay the next sentence the ostrich a kind of frightened bird is found only in africa ostrich လေးကို တောင်ပံမပါတဲ့ညက်ကလေးပေါ့နော်အဲ့ဒါကိုအာဖရိကတိုက်မှာတွေ့ရတယ်ဆိုတော့စာကြောင်းလေးဖြစ်ပါတယ်အဲ့တော့ဒီစာကြောင်းလေးမှာတီချဲတို့ကနောင်းကိုလိုက်ရမယ်ပြီးရင်သူ့ကိုထပ်ဆောင်းဖော်ပြထားတဲ့ information ပါတဲ့နောင်း phrase လေးကဘယ်ဟာလဲဆိုတော့လိုက်ရှာကြည့်ရအောင်အဲ့တော့နောင်းလေးကတော့ the ostrich a kind of frightness was ကတော့ additional information ostrich ဆိုတဲ့ညက်ကလေးမှာအတောင်ပံလေးတွေမရှိဘူးဟိုဆိုရဲဟာကိုဖော်ပြတယ်သူ့ရဲ့ information ကိုပေးတာဖြစ်ပါတယ် in this sentence nouns in a position is at the beginning of the sentence or this sentence မှာဆိုလို့ရှိရင် nouns in a position ကတော့စာကြောင်းရဲ့ထေဆုံးမှာရှိနေတာပဲဖြစ်ပါတယ် okay the next sentence my son a musician ends letter and lives with me အော်ဒီဒီစာကြောင်းလေးမှာလဲဒီချေတို့เนาะ noun နဲ့ noun phrase noun sin position ဘယ်ဟာလဲဆိုတော့လိုက်ပြီးတော့ရှာကြည့်လိုက်ရအောင်အော် noun ကတော့ my son မိုင်ဆန်ဖြစ်ပါတယ်မိုင်ဆန်ကဘလို့လူမျိုးလဲငါရသားလေးရသူ့ရဲ့အလုပ်ကညာ musician ဖြစ်ပါတယ် so my son is a noun a musician is a opposition addition giving additional information about my son okay combine the two sentences using nouns in opposition အဲ့တော့စာကြောင်းနှစ်ကြောင်းကိုဒီခြေတို့က nouns in opposition pattern ကိုသုံးပြီးတော့ဆက်ကြည့်လိုက်ရအောင် အဲ့တော့ at the beginning of the sentence စာကြောင်းရဲ့အစမှာနောက်ဆက် opposition ရှိရင်ဒီချက်တို့ဘလို့ဆက်မလဲကြည့်ကြည့်အောင် first find the noun or noun phrases in the sentence ဒီလိုပဲအဲစာကြောင်းထဲမှာ noun ဒါမှမဟုတ်ရှိရင် noun phrases တွေကိုပထမဆုံးစာကြောင်းထဲမှာအရင်ဆုံးရှာကြည့်ပါအဲ့ဒီစာကြောင်းဒီဘာဖြစ်ရမှာလဲဆိုလို့ရှိရင် to write down the first noun or noun phrase and add a comma after the noun အဲ့တော့ ပထမဆုံးရှာတဲ့နောင်ကိုရှာတဲ့အခါကျရင်ပထမဆုံး sentence မှာနောင်တွေအများကြီးရှိနိုင်တယ်။ဒါပေမဲ့ဘယ်လိုမျိုးကိုရှာမှလဲဆိုရင်ဒုတိယ sentence ကိုလည်းဖတ်ရမယ်။ဖတ်ပြီးတော့ဘယ်နောင်ကိုများ additional information ပေးသလဲဆိုတဲ့ဟာကိုကြည့်ရမယ်။ကြည့်ပြီးတော့အဲ့ဒီနောင်ကိုအရင်ဆုံးခြာရေးရမယ်။ခြာရေးပြီး don't forget about the comma ။ comma ကိုလုံးဝမမေ့ပါနဲ့။ comma လေးထည့်ပေးရပါမယ်။ and omit subject pronoun and verb to be from the sentence omit ဆိုတာဖြုတ်ပေးရမယ် subject subject pronoun တွေကိုဖြုတ်မယ်ပြီးရင် verb to be တွေကိုလိုအပ်ရင်ဖြုတ်မယ်စာကြောင်းထဲမှာရှိတဲ့ verb to be တွေကိုဖြုတ်ပေးရမယ်ပြီးရင် Write down the second noun or noun phrase that tells the additional information about the first noun and at the comma again. သူ့ရဲ့နောက်မှာမှာနောက်ထပ် noun phrase သို့မဟုတ် noun တစ်ခုထည့်ရင်ပဲအဲ့ဒီ noun phrase noun တွေသည် additional information ပေးတဲ့ sentence ပဲ noun လေးတွေပဲဖြစ်ရမယ်။သူ့ရဲ့နောက်မှာလည်း don't forget about the comma comma ကိုမမေ့ပါနဲ့ထပ်ထည့်ရပါမယ်။ Piroma, the last one, write down the rest of the above and sentences. Now, so, Jan Yi Kere, Kariyane, Okay? Hello, Pietia. Here, the sentence is about Aung won many prizes. He is the best footballer in our school. အဲ့တော့ဒီစာကြောင်းမှာဆိုလို့ရှိရင်ပထမစာကြောင်းမှာဒီချယ်တို့က nouns ကိုလိုက်ရှာမယ်။ noun တွေကတော့အများကြီးရှိတယ်။အအောင်လဲဖြစ်နိုင်တယ်။ many prizes လည်းဖြစ်နိုင်တယ်။ဒါပေမဲ့ဒီချယ်တို့နောက်တဲ့စာကြောင်းကိုဖတ်လိုက်တဲ့အခါမှာတော့ he is the best footballer in our school ။ငါတို့ရဲ့အကြောင်းမှာအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တာဖြစ်တဲ့အတွက်အကောင်းဆုံးကစားသမားတစ်ယောက်ဒီအအောင်ကိုပြန်ညှိုးဆိုတာပဲဖြစ်တဲ့အတွက်ဒီချယ်တို့ကပထမအောင်ဆုံး first noun ကိုချရေးလိုက်ပါမယ်။အောင်အောင် ပြီးရင် at the comma comma လေးရေးပါမယ်။အောင်ရဲနောက်မှာ comma လေးရေးပါမယ်။ Okay, look at again. Uh we are writing then about that. အအောင်တီချာတို့အအောင်လည်းခြာရေးပြီးသွားပြီ။ comma ကိုလည်းခြာရေးပြီးသွားပြီ။ So omit the subject pronouns and verb to be back to be from the second sentence အဒုတိယစာကြောင်းမှာရှိတဲ့ subject pronoun subject နေရာမှာရောက်နေတဲ့နံစာကိုတစ်ချက်လို့ဖြုတ်မယ်ပြီးရင် back to he ဖြစ်တဲ့ amiss or was ဆိုရတယ်ကိုဖြုတ်မယ်အဲ့တော့ဘယ်ဟာကိုဖြုတ်အောင်မလဲဆိုရင် he is ကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးတဲ့အခါကျလို့ရှိရင် write down the second noun or noun phrase that tell the additional information about the first noun and add the comma again အဲ့တော့ဘာကိုခြားရရမှာလဲဆိုလို့ရှိရင်ဒုတိယ noun သို့မဟုတ် noun phrase ကိုခြားရမယ်ဒုတိယ noun သို့မဟုတ် noun phrase ဖြစ်တဲ့ the best footballer in our school ကိုတကယ်တော့ခြားရလိုက်မယ်အအောင်ရဲ့နောက်မှာပဲခြားရမယ် don't forget about the comma comma ကိုမမေ့ပါနဲ့ comma ကိုခြားရမယ် and ပြီးတော့မှ write down the rest of the above and send တဲ့ပထမစာကြောင်းမှာကြံရေးခဲ့တဲ့ကရိယာနဲ့ sentence တွေကိုစာကြောင်းတွေကိုဆက်ရေးမယ် won many prizes ကိုဆက်ရေးမယ်အဲ့တော့ပြန်ပြောပါမယ် teacher တို့ပထမအဦးဆုံးနောင်းဝင်ရှာမယ်အထူးပြုခံထားတဲ့နောင်သည်အောင်းအောင်းအောင်းဖြစ်တဲ့အတွက်အောင်းအောင်းခြာရေးမယ်ပြီးကော်မာရေးမယ်ကော်မာကိုရေးပြီးတဲ့အခါကျရင်ဒုတိယနောင်ဒုတိယ sentence မှာရှိတဲ့ အဲ subject pronoun he နဲ့ verb to be is ကို omit လုပ်လိုက်မယ်ဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့မှကြံရှိနေတဲ့ noun phrase ကိုရေးပါတယ် the best footballer in our school ကိုရေးတယ်သူ့ရဲ့နောက်မှာတစ်ချက်တော့ comma ရေးပါတယ် comma ရေးပြီးတော့မှပထမ sentence မှာရှိတဲ့ verb နဲ့ကျန်တဲ့ sentence ကိုဆက်ရေးပါတယ် won many prizes okay let's look at the next example အဲ့တော့ဒီချက်တော့နောက်ထပ် example တစ်ခုကိုကြည့်လိုက်ရအောင်ပါ okay let's look at uh, the next example အဲ့တော့ဒီချက်တော့နောက်တဲ့ example လေးတစ်ခုကိုကြည့်လိုက်ရအောင် here utunton is our english teacher he is a very strict person အော်ဒီမှာလဲပဲပထမဆုံးစာကြောင်းမှာ noun ကိုလိုက်ရှာမယ်ပေါ့အော်ဒီချက်တော့ဒီမှာ noun ကလည်း utunton လည်းဖြစ်နိုင်တယ် our english teacher လည်းဖြစ်နိုင်တယ်ဒုတိယစာကြောင်းကိုလည်းပြန်ကြည့်လိုက်တဲ့အခါကျတော့ he is a very strict person သူကအရင်စီကံတင်ကျပ်တဲ့ပုံကိုဖြစ်တယ်ဆိုတော့ အဲ့တော့ဘယ်နောင်းကိုတစ်ချဲတို့ကစာရေးရမလဲဘယ်ဟာကိုဘလို့အထုပြုလဲချဲတို့ကြည့်ကြည့်အောင် okay the first noun is about ဥထွန်းထွန်းနာမည်ဖြစ်တဲ့ဥထွန်းထွန်းကိုတစ်ချဲတို့ခြာရေးမယ်ဥထွန်းထွန်း then we need to decide our english teacher or very strict person အဲ့တော့တစ်ချဲတို့ဆုံးဖြတ်ရမှာက our english teacher ကိုပဲရေးရမလားဒါမှမဟုတ်လို့ရှင် a very strict person အရန်စီကံကြီးတဲ့ပုံကိုဆိုတဲ့အရာကိုပဲရေးရမလားဆိုတော့ အဲ့တော့အရင်စဉ်းရံကြီးတဲ့ပုဂ္ဂိုလ်ရေးမလားအဝါအင်္ဂလိပ်တီချာကိုရေးမလားဘယ်လိုဆုံးဖြတ်ကြမလဲဥထုံးထုံးဒီအရင်စဉ်းရံကြီးတဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်ဖြစ်တယ်ငါတို့ရဲ့ဆရာကြီးဖြစ်တယ်လို့ပြောမလားအဲ့တော့အရင်စဉ်းရံကြီးတဲ့ပုဂ္ဂိုလ်ကတော့မိသူမဆိုးဖြစ်နိုင်တယ်အဖေလည်းဖြစ်နိုင်တယ်အမေလည်းဖြစ်နိုင်တယ်ဒါပေမဲ့လေကိုယ့်ရဲ့ အင်္ဂလိပ်စာသင်တဲ့ဆရာကပို့ပြီးတော့အထူးပြုတာဖြစ်တဲ့အတွက်ဒီချယ်တို့ကဦးထွန်းထွန်းရဲ့နောက်မှာအဲ now phrase ကိုရေးတဲ့အခါမှာတော့ our english teacher ကိုရေးရပါမယ် so we need to omit the is but to be is အော်ပထမ sentence မှာရှိတဲ့ but to be is ကိုတော့ဒီချယ်တို့ဖြုတ်ထားခဲ့ရပါမယ်ဦးထွန်းထွန်း comma our english teacher don't forget about the comma အဲ့တော့ comma ကိုမမေ့ပါနဲ့ comma လေးရေးမယ် and the second sentence we need to omit a uh, subject pronoun he အဒုတိယစာကြောင်းမှာရှိတဲ့ subject pronoun he ကိုချေလို့ဖြုတ်ပါမယ် and is a very strict person ဆိုပြီးတော့ဒီချေလို့ရေးပါမယ် okay let's try the another example အဲ့တော့ဒီချေလို့နောက်ထပ် example တစ်ခုကိုစ조사ကြည့်ရအောင် okay combine the two sentences using nouns in opposition at the end of the sentences အဲ့တော့စာကြောင်းရေးနောက်ဆုံးမှာ nouns in opposition ဘယ်လို position ရှိနေရင်ဘယ်လိုဖြေကြမလဲခြေတို့လေ့လာကြည့်ရအောင် first find the noun or noun phrases in the first sentences ပထမစာကြောင်းမှာရှိရဲ့ noun သို့မဟုတ် noun နံပုတ်စုတွေကိုခြေတို့ရှာရမယ် at the comma after the noun after ရဲ့ noun ရဲ့နောက်မှာ comma လေးရေးမယ် omit the subject pronoun and verb to be from the second sentence အဒုတိယစာကြောင်းမှာရှိတဲ့ subject pronoun နဲ့ စက်ပြက်နေရာမှာရှိတဲ့နန်စားနဲ့ဘက်ထရီ Amazon Wall ဆိုရာတွေကိုတချို့တို့ဖြုတ်ပြရပါမယ်။ Okay, look at the sentence. ဒီချို့တို့ sentence ကိုကြည့်ရအောင်။ I like spaghetti. It is an Italian dish with noodles and sauce. တော့ spaghetti ကိုတချို့တို့ကငါကြိုက်တယ်။သူကတော့ Italian အစားအစာဖြစ်ပြီးတော့ sauce နဲ့ခေါက်ဆွဲနဲ့ပါတာဖြစ်ပါတယ်။ So we are uh, find the noun. ဒီချို့တို့ noun ကိုရှာကြည့်လိုက်တဲ့အခါမှာ spaghetti ဖြစ်တယ်။ So we write down i like spaghetti and after that comma အဲ့ဒီချက်တော့ i like spaghetti ဆိုတဲ့ sentence ကိုခြာရည်တယ် spaghetti နောင်ရဲ့နောင်မှာဒီချက်တော့ comma လေးကပ်လိုက်တယ်အဲဒုတိယ sentence မှာရှိတဲ့ subject pronoun ဖြစ်တဲ့ it ကိုလည်းဖြုတ်မယ် and verb to be ဖြစ်တဲ့ is ကိုလည်းဖြုတ်ပါမယ် and after that write down an italian dish with noodles and sauce အဲ့တော့ italian dish with noodles and sauce ဆိုတဲ့စာကြောင်းလေးကိုဆက်ရေးလိုက်ပါမယ် Okay, here is the next example. အဒီမှာတော့နောက်ထပ် example လေးတစ်ခုဖြစ်ပါတယ်။ An excuse may or may not be true. This is a reason for an apology. အဒီတော့ဒီစာကြောင်းလေးမှာဒီချေတို့ကအဲ noun ကိုလိုက်ရှာကြည့်မယ်။ဒုတိယ sentence ကလည်းအဲ့ဒီ noun ကိုညွှန်ဆိုထားတဲ့ noun ဖြစ်ရမယ်။အဲ့တော့ here is an noun is an excuse. So an excuse in second sentence second sentence မှာရှိတဲ့ noun phrase ဖြစ်တဲ့ a reason for an apology ကိုခြေတို့ခြာရေးပါမယ်ခြာရေးပြီးတော့မှဒုတိယ sentence မှာရှိတဲ့ i did it နဲ့ i is ကိုလည်း omit လုပ်မယ်ဖြုတ်မယ်ပြီးတော့မှဒုတိယပထမ sentence မှာရှိတဲ့ subject နဲ့ uh, sorry verb နဲ့ object ကိုဆက်ရေးပါမယ် may or may not be true uh, jack was born in finland finland is a land of a thousand lakes ဒီစာကြောင်းလေးကိုဒီချက်တို့လေ့လာကြည့်အောင် In the first sentence there are two nouns အဲ့တော့ပထမ sentence မှာဆိုလို့ရှိရင် nouns နှစ်ခုဖြစ်နေတယ် Jack နဲ့ Finland နဲ့အဲ့တော့ဒီချက်တို့ဘယ် sentence ဘယ် noun ကိုရွေးမလဲ โอเคဒါကြောင့်မလို့ဒုတိယ sentence ကိုတကယ်လို့ဖတ်ကြည့်ရအောင်ဒုတိယ sentence မှာကျတော့ Finland is a land of a thousand lakes လို့ပြောထားတယ် Finland နိုင်ငံကအဲထောင်ပေါင်းများစွာရှိတဲ့ရေကန်တွေရှိတယ်ရှိတဲ့တိုင်းပြည်လို့ပြောထားတယ်ဒါကြောင့်မလို့ဒီညွှန်ဆိုထားတဲ့နောင်လေးဒီ opposition ဒီ Finland လို့ပြောတာဖြစ်တယ် so we are writing down Jack was born in Finland အဲ့တော့ Finland ရဲ့နောက်မှာတကယ်လို့က at a comma comma လေးချက်ထားမယ်อืม in the second sentence we omit the subject ဒီမှာတော့ subject noun subject noun ဖြစ်တဲ့ feeling ကိုပြန်ဖြုတ်မယ် omit the ball is ကိုဖြုတ်မယ်ဖြုတ်ပြီးတော့ write down the rest of the sentence the land of the thousand lakes ကိုဒီချေလို့ခြာရေးလိုက်မယ် is your turn အာဒီချေဒီချိန်ကတော့တအားသမီးတို့ဖြေရမယ့်အချိန်ဖြစ်ပါတယ်အဲ့တော့ please try and to yourself first အဲ့တော့ပထမဆုံးကိုယ့်အကိုကိုစူးစမ်းပြီးဖြေကြည့်အောင်နော် let's do the exercise uh, from